ာပါရှင်တနင်္လာရီထိုင်းသတင်းဌာနမနေ့ကင်းသတင်းစီစဉ်ရန် AP လ9ရက်နေ့အတွက်နောက်ဆိုရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်ငွေလျင်ပေးအပ်နေတဲ့ကြောင့်လာမယ့်ဒီဇင်ဘာလမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအပြောင်းအလဲမရှိဘူးလို့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပနေတဲ့6ကြိမ်မြောက် Bimstep အစည်းအဝေးမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုခဲ့ပါတယ် ရွေးကောက်ပွဲကို2025ဒီဇင်ဘာဒါမှမဟုတ်2026ဇန်နဝါရီမှာကျင်းပမယ်လို့အာနာသိစစ်ကောင်စီဟာပြီးခဲ့တဲ့လကကြေညာခဲ့တာပါ။မလ28ရက်နေ့ကစပြီးလှုပ်ခန့်ခဲ့တဲ့မြင်းကလေးကြောင့်အခုလ3ရက်နေ့မနေ့ပိုင်းအထိသေဆိုးသူ6100နီးပါးရှိနေပြီးဒဏ်ရာရတဲ့သူက4800ကျော်ရှိထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ မြိတ်ပလောကားလမ်းပေါ်မှာရှိတဲ့ဘိုးရွာအခြေဆိုင်စစ်ကောက်စီခြေလေတက်ရင်ခလာရဆက်ခေါ်ကစစ်ကောက်စီတက်သား6ဦးဟာတရင်းတိုင်းမျိုးနဲ့အခြေဆိုင် KNU တက်မှာလေတက်ရင်စတဲ့စီမှာအခုလတော့ရန်နေကဘယ်ပြောက်ခုလိုခဲ့တယ်လို့သိရပါတယ်အဲ့ဒီအမျိုးသား6ဟာထိုင်းကနေနေရပြန်လာတဲ့အချိန်မှာစစ်မှုထမ်းတင်တဲ့အပတ်စဉ်ရှိအတွက်အတင်းအနမစစ်သားစုဆောင်းခံရသူတွေဖြစ်တယ်လို့ KNU တပ်မဟာလေးရဲ့ပြောရေးဆိုခွဲရှိသူစီကတီးရပါဗျ။ လောရှိုးကလည်းကိုကားတက်တွေမဆုတ်ပေးရင်စီးပွားရေးနဲ့ကုတ်သွဲရေးကိတ်တွေပိတ်မယ်လို့တရုတ်ဘက်ကဖိအားပေးထားသလိုစစ်ကောက်စီတပ်ဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေလုပ်မယ်လို့ကိုကားတက်ကိုချေချောက်ထားတဲ့အကြောင်းပြည်တွင်းသတင်းဌာနတွေကဖော်ပြပါဗယ်။ဒါကြောင့်အခုလ20ရက်နေ့နောက်ဆိုထားဆုတ်ခွာရဖို့ရှိနေပြီးကိုကားတက်တွေဆုတ်ပြီးရင်စစ်ကောက်စီကအုတ်ချွေရန်တွေအပြန့်လဲပတ်ဖို့ရှိနေတယ်လို့ဆိုပါတယ်။ လာရှိုမျိုးကိုတစ်တုံညာနှစ်ခေါ်ဆက်ဆက်ရေးဒုတိယပိုင်းကာလဖြစ်တဲ့ပြီးခဲ့တဲ့နှစ်2024ဩဂုတ်လမှာကိုကတ်တက်ကထိချုပ်ခဲ့ပြီးလောက်ကိုင်းသေးနေကောလိုမျိုးတွေကိုသိပ်ပိုက်ထားပြီးကိုကတ်အထူးဒေသတစ်အနေနဲ့သတ်မှတ်ထားပါတယ်။လောင်လုံးမြို့နယ်ကကြေးရွာတရွာမှာစိုက်ကခိုးမှုကျူးလွန်ခဲ့တဲ့အမျိုးသားတအုပ်ကို လောင်လုံးမြို့နယ်ပြည်သူ့လူချိုရဲ့အဖွဲ့ပါလာဖာကဖမ်းဆီးပေးခဲ့တယ်လို့လောင်လုံးပါလာဖာကထုတ်ပြန်ပါတယ်။ စိုက်ကပိုင်ရှင်ရဲ့အတော်ဖြစ်သူကအမှုဖွဲ့တိုက်ကြားလာတဲ့အတွက်လောင်းလုံးမြို့နယ်အခြေစိုက်ကြောက်သားတော်လာရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီးစိုက်ကအခိုးခံရတဲ့နေ့ညမှာပဲစိုက်ကရောပြစ်မှုကျူးလွန်သူကိုပါရှာဖွေဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုထားပါတယ်စိုက်ကယ်ကိုပိုက်ရှင်ထံပြန်အပ်လိုက်ပြီးဖြစ်ပြီးပြင်းမှုကျူးလွန်ခဲ့တဲ့အမျိုးသားကိုတော့လောင်လိုပါလာဖာကဆက်လက်ထိတ်သိမ်းထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောက်စီစစ်ကြောင်းကလက်နက်ကြီးပြစ်ပြီးစစ်ကြောင်းထိုးလာတဲ့အချိန်တနင်္သာရီမျိုးနဲ့ဗန်လမောရွာခန့်အသက်50ခန့်အရွယ်ဦးစုံမင်းရဲ့ဦးခေါင်းမှာ ကြီးစားထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်အဲ့ဒီစစ်ကြောင်းဟာအခုလ3ရက်နေ့မနေ့ပိုင်းမှာဗန်လမော့ရွာဘက်ကိုဥတီဝင်ရောက်လာတဲ့အချိန်အခုလိုကြီးစားထိမှန်တဲ့ဟန်ရခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့နိစက်ရဆိတ်ခန်းမှာပဲစိတ်ကူတောင်းမှုခံယူနေရပြီးအသက်အန္တရာယ်မစိုးရရဘူးလို့ဒေသခံတွေကဆိုပါတယ်။ ီးခဲ့တဲ့မန်လ31ရက်နေ့ကရေဖြူမြို့နယ်ဇာဒီကျေးရွာအုပ်စုထဲကိုစစ်ကြောထိုးလာတဲ့စစ်ကောင်စီစစ်ကြောဟာခေါပြန်တဲ့ဇာဒီရွာကအရက်သား20ခန့်ကိုဇာဒီရွာဖိုးကြီးကျောင်းမှာလူသားတိုင်းလုထားတယ်လို့ဒေသခံတွေကပြောပါတယ်အဲ့ဒီအထက်ကအရက်သား၅ဦးကိုအခုလ၂ရက်နေ့ကပြန်လွှတ်ပေးလိုက်တယ်လို့ဒေသခံတွေစီကသိရပါဗျ။အခုချိန်ထိဖမ်းထားတဲ့အရက်သားတချို့ကိုတော့စစ်ကြောသွားလာတဲ့အချိန်မှာလူသားတိုင်းအနေနဲ့ဖမ်းခေါ်သွားတာတွေရှိနေတယ်လို့လည်းဒေသခံတွေကဆိုပါဗျ။ တနင်္လာနေ့ထိုင်းတရေဌာနရဲ့မနေ့ကင်းတရေအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။